မြမလက်ရွေစင်ယူ23ဦးသင်းဟာ2025ခုနှစ်အတွင်းကစားခဲ့တဲ့ပွဲစဉ်9ပွဲစလုံးနိုင်ပွဲပျောက်ထားခဲ့ပါတယ်။ယူ23ဦးသင်းဟာအခုနှစ်ပြီးခဲ့တဲ့ဇွန်လအတွင်းကတရုတ်အသင်းနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲ2ပွဲအပါအဝင်နောက်ဆုံးပြိုင်ပွဲအရရ9ပွဲမှာ3ပွဲတရေ4ပွဲရှုံးထားပါတယ်။မြမယူ23ဦးသင်းဟာနောက်ဆုံးရှင်ပြိုင်ကစားခဲ့တဲ့ယူ23အာရှဖလားခြေစစ်ပွဲမှာကူဝိတ်အသင်းကိုဂိုးမရှိတရေကျထားခဲ့ပြီးဂျပန်အသင်းနဲ့အာဖဂန်နစ္စတန်အသင်းတို့ကို2-2ရလဒ်တွင်ရှုံးနိမ့်ထားခဲ့ပါတယ်။ နီးပြကူရိုစာကီကိုင်းတွင်နေတဲ့မြန်မာယူ23တင်းဟာစီကိန်းပြိုင်ပွဲမှာလည်းလက်ရှိချန်ပီယံအင်ဒိုနီးရှားဖိလစ်ပိုင်စင်ကာပူတင်းတို့နဲ့တောင်းဆိုတဲ့ကြာရောက်နေပါဗါလက်ရှိမှာမြန်မာယူ23တင်းဟာဂျပန်မှာလေ့ကျင့်မှုတွေပြုလုပ်နေပြီးခြေစမ်းပွဲ၃ပွဲကစားခဲ့ရမှာလဲတပွဲတည်းရနှစ်ပွဲရှုံးထားခဲ့ပါဗါးအသင်းအနေနဲ့ကစားခဲ့တဲ့ပွဲစဉ်တွေမှာကစားပုံတိုးတက်မှုတွေရှိလာတဲ့ဆိုပေမဲ့နိုင်ပွဲရဖို့အပိုင်းမှာတော့အားနည်းချက်တွေနဲ့အယုံကန်နေရဆဲဖြစ်ပါတယ် ဒီလိုအခြေအနေတွေကြောင့်မြန်မာ UN 23အသင်းပေါ်မှာပြည်သက်တွေကအားမလို့အားမရဖြစ်နေပြီးတော့ဝေဖန်မှုတွေရှိနေတယ်လို့လည်းသိရပါပါတယ်ရှင်။